Hello အားလုံးပဲမင်္ဂလာပါဘိုးမချင်းကနေကြိုဆိုပါရစေဆိုတော့ Real Madrid ရဲ့ဘက်ကတော့ခန်စစ်ကိုလာမယ့်နေရာဒီအပြောင်းရွှေ့မှာအားဖြည့်ဖို့ဒါကျူးပန်းနေသေးပြီးတော့ Premier League မှာကစားနေတဲ့ Crystal Palace နောက်ကန်စားမှာဖြစ်တဲ့ Gehi ကိုအလွတ်နဲ့အရခေါ်ဖို့အတွက်ကျူးပန်းသွားတော့မှာဖြစ်တယ်ဆိုပြီးတော့သတင်းတွေကကျွန်တော်သာဖော်ပြလာတယ်သူတို့ပြင်အရင်တုန်းက Real Madrid ရဲ့ဘက်ကခန်စစ်ကိုအားဖြည့်ဖို့နဲ့ပတ်သက်လို့ဦးစားပေးဖြစ်ကျူးပန်းမှုလုပ်နေတဲ့ကစားမတစ်ယောက်ရှိတယ်ဒါဟာ Liverpool ရဲ့နောက်ကန်ကစားမှာဖြစ်တဲ့ Ibrahim Konate ပါ ပြင်းထန်လေ၍စဉ်အသင်းမှာလည်းကစားနေရတယ်လို့လက်ရှိလီဘာပူးအသင်းမှာလည်းဘန်တိုက်ရဲ့ဘေးမှာပွဲထွက်ခွင့်ရတဲ့ကစားမတယောက်ဖြစ်တယ်ပေါ့နော်။အဲဒါပေမဲ့လို့လက်ရှိကူနာဒေးရဲ့ဆွင်းဆောင်ရည်တွေကအဆင်မပြေတော့ဘဲနဲ့ပရီးမီးယားလိမှာခြေသွမ်းညီကျလာကျလာတယ်။ဒါအပြင် ပြင်းထန်လေ၍စဉ်အသင်းမှာလည်းကစားခွင့်တွေပါတိတ်မရတော့ဘဲနဲ့လီဘာပူးကတောင်မှကူနာဒေးနေရာကိုအစားထိုးရဖို့လုပ်နေတာဖြစ်တဲ့အတွက်ဟိုဘယ်လိုလဲရီယယ်မက်ထရစ်အနေနဲ့ပေါ့နော်ကိုနာဒေးကိုသူတို့ခေါ်ဖို့ကြိုးပမ်းတော့မှာမဟုတ်ဘူးဆိုတော့ ဦးစားပေးဖြစ်ပါတော့ကျွန်တော်ဒါအလွတ်နဲ့ရနိုင်မဲ့မဂီဟီကိုပဲခေါ်ဖို့အတွက်ကြိုးပမ်းတော့မှဖြစ်တယ်ပေါ့ဒီနေရာမှာဂီဟီကတော့လေဘာဦးသိန်းရဲ့ထိပ်သီးခံစစ်ကစားမှပြစ်မှတ်ပေါ့လေလေဘာဦးသိန်းနေနဲ့အရင်တော့ကဘန်တိုင်းနေရာကိုရေးရှိအစားထိုးဖို့အတွက်ကြိုးပမ်းနေတယ်ဘန်တိုင်းနဲ့တွဲကစားလို့ရတယ်ဆိုတဲ့ပုံစံမျိုးသွားပြီးမယ်ကုနာတေးကထင်တာနဲ့ပို့ပြီးတော့စိုးနေတယ် ဒါအပြင်ဒီယာဒီမှာဆိုလို့ရှိရင်ဘောနော်အရန်တိုင်ပတ်တဲ့ performance တွေပါကိုနာလေးစီကမြင်နေရတယ်ဆိုတော့လီဗာပူးအသင်းအနေနဲ့ဒီကစားမဖြစ်သူရဲ့နေရာကိုမဖြစ်မနေအစားထိုးဖို့ပြီးခဲ့တဲ့နေ့ကကျူးပန်းခဲ့တယ်။တကယ်ကျူးပန်းခဲ့ပြီးမဲ့လေဘောနော်လုံးဝအဆင်မပြေခဲ့ဘူး။ကစားမနဲ့ဒီအပြောင်းရွှေ့ဂေကြီးနဲ့အပြောင်းရွှေ့ကလုံးဝကိုကျွန်တော်ကဘာမှန်ဒီရှေ့ဆက်လို့မရခဲ့ပဲနဲ့အပြောင်းရွှေ့ကပြက်ပြဲခဲ့ရပြီးတော့လာမယ့်နေ့မှသာလျှင်ခေါ်ဖို့ကျူးပန်းတော့မယ့်သဘောမျိုးအခုဆိုလို့ရှိရင်တော့မဂေဟီကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ဘိုင်ယန်မြူးနစ်တို့ဘာစီလိုနာတို့ ရီယယ်မထရစ်တို့လက်ရှိပေါ့နော်လီဗာပူးတင်တို့ကဆက်လက်ကျူးပန်နေစေအဲ့ဒီတင်းမှာမှာရီယယ်မထရစ်ကတော့ကစားမဖြစ်သူကသာအမှန်ကန်ပြောင်းဖို့ဒီပေါ့နော်ဒီဘယ်လိုပြောမလဲကျူးပန်းမယ်ဆိုလို့ရှိရင်ရီယဲဟာဂေဟီပြောင်းနိုင်ခြင်းရှိတဲ့အတင်းတင်းဖြစ်တယ်ဆိုပြီးတော့လေကျွန်တော်တို့ဒါပြောနေကြတယ်ဆိုတော့ရီယဲမထွေအနေနဲ့သူတို့ခံစစ်ပိုင်းမှာတကယ်ကိုအားပြည့်ဖို့ကျွန်တော်လိုနေတာပေါ့နော်သူတို့ပြင်ဘောပလိင်အဘီလီတီကောင်းတဲ့ဂေဟီကို ရာဘီအလွန်ဆိုရဲ့ကျွန်တော်အသင်းမှာအင်ဗနန်အခြေအနေကောင်းနိုင်မဲ့အနေထားမျိုးတို့ယူဆထားတဲ့အတွက်ရယ်တကယ်အတွေ့အကြုံရှိတဲ့ပရီးမီးယားလိဂ်ကစားမတယောက်ဖြစ်တာရယ်သူရဲ့ prime color ကိုရောက်နေတာဖြစ်တာရယ်လက်ရှိလုံးဝလိုအပ်နေတဲ့ခန်းစီကိုအားပြဖို့ဖြစ်တာရယ်အလွတ်နဲ့လည်းရမယ်ဆိုတော့ Real ကတကယ်ခိုးဖို့ကြိုးပမ်းသွားမယ်သဘောပါ Real Madrid မှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင် Hoyson တို့လိုကစားမတွေရှိမယ်ပြန်ကျတော့တော့အလာဘာတို့လိုကစားမတွေရှိမယ်မီလီတာတို့လိုကစားမတွေကျွန်တော်ရှိမယ်ရူဒီဂါတို့လိုကစားမတွေကျွန်တော်ရှိမယ်ဒါပေမဲ့လို့ဒေးဗစ်အလာဘာကလုံးဝ injury prone အလာဘာဟာဘိုင်ယန်မြူနစ်ကနေပြီးတော့ရီယယ်မက်ထရစ်ကိုအလွတ်နဲ့ပြောင်းလာအပြီးမှာလုံးဝဆိုသလိုပွဲကစားခွင့်ကကောင်းကောင်းကင်ကင်ကျွန်တော်ရမထားဘူး။ဒါအပြင်မီလီတာကိုကလည်းအင်ယူရီပြက်တနာတွေခဏတိုင်းကျွန်တော်ရတဲ့ကစားမှာနော်ဆိုတော့ဟိုအင်ယူရီပြက်တနာတွေခဏတိုင်းရတော့အသင်းတွေပြန်ပြန်ကစားတဲ့အနေထားမှာဆိုလို့ရှိရင်ဟိုခြေစွမ်းကမတည်ငြိမ်တော့ဘူးဗျာ။ ခြေသွန်းကမတည်မြင်တော့ဘူးပေါ့ကစားမစီကနေပြီးတော့ consistent ဖြစ်တဲ့ performance ကရကျင်မှရတော့တာဆိုတော့သူတို့မှာတကယ်အားကိုးနေရတာဆိုလို့လက်ရှိမှာ Rudiger တယောက်ပဲရှိတယ်ဒါတော့မှ Real Real Madrid fan တွေတို့ Germany ကိုကြည့်တဲ့ညီကိုတွေဆိုလို့ရှိရင် Rudiger စီကနေပြီးတော့လည်းတစ်ခါတလေမှာအရန် body pop ပြည့်နိုင်နေပေါ့နော်အခြေအနေမျိုးတွေကျွန်တော်တွေ့ရတာဒါကြောင့် Dame Hoyson ဒီ Emden ကိုကျွန်တော်ဒါ Real Madrid ရဲ့လက်ရှိပေါ့နော်ဒါပြေဆုပ်ပန်နဲ့ကျွန်တော်အနာဂတ်ဖြစ်တယ်လို့ Rudiger နဲ့နှစ်ယောက်တွဲကစားနေရတဲ့အခြေအနေမျိုးမှာနောက်တစ်ယောက်သူတို့လိုချင်တာတခါတလေမှာဆိုလို့ရှိရင် injury ပြဿနာတွေနောက်တန်းကြုံရတော့ ဟိုအလွန်ဆိုနေနဲ့ပေါ့နော်ဘယ်နောက်ခံကစားမှဖြစ်တဲ့ Alvaro Fernandez ကိုတော့မှစန်နဘက်ကိုထားကစားရတဲ့အခြေအနေမျိုးတွေပါကျွန်တော်တွေ့ရတယ်။အဲပြီးလို့ရှိရင် Raul Asensio တို့ဘာလို့ဆိုတာမျိုးကလည်းတကယ်အအလွန်ဆိုလူချင်းတဲ့ level မှာရှိမနေဘူး။အဲ့တော့ Real Madrid ကနောက်ထပ်ခံစစ်ကစားမတယောက်ကိုခေါ်ဖို့လုပ်နေတာအရင်တုန်းကကိုနာဒေဒါပေမဲ့အခုကိုနာဒေကတိုင်ပတ်နေတော့ Crystal Palace ကနေပြီးတော့အလွတ်နဲ့နောက်နှစ်နွေမှာထွက်နိုင်မယ်ဆိုတော့ကကြတော့ Real Madrid ရဲ့ဘက်ကတော့ဦးစားပေးဖြစ်မာဂီဟီကိုခေါ်ဖို့ကြိုးပမ်းတော့မယ်ပေါ့နော်ကျွန်တော်တို့ Real အနေနဲ့ တကယ်အပြိုင်ကျူးပန်းသင့်တယ်လို့ထင်တယ်သူတို့ပြင် Real Madrid ရဲ့ဘက်ကတော့ဟိုသူတို့အပြောင်းအရွှေ့လှုပ်လှုပ်တက်တဲ့နေရာမှာအရင်တော်တယ်ပေါ့တော်တယ်ဆိုတာဟိုအလွတ်နဲ့ခေါ်တဲ့ကစားမားကြီးအများကြီးပဲတကယ်လည်းပဲသူတို့အသင်းကိုရောက်ရောတကယ်ကောင်းတဲ့ကစားမားကြီးအများကြီးပဲပေါ့နော်ဒီနေရာမှာအလွတ်နဲ့ခေါ်ပြီးတော့ကျွန်တော်တို့ပြောကြဆိုကြတာပေါ့လေတကယ်တမ်းကအလွတ်နဲ့လက်မလွတ်ချင်ဘူးဆိုလို့ရှိရင်ကိုဘက်ကကိုအသင်းဘက်ကအမှန်ကန်အလွတ်နဲ့လက်မလွတ်အောင်ပြင်ထားရမှာဟုတ်တယ်မလားဆက်ရုပ်တက်တဲ့မကုံတဲ့ကစားမားတယောက်ကို Real Madrid ကအလွတ်ခေါ်ချင်လို့မဖြစ်ဘူးဆိုတော့ကိုအရဲ့လက်ရှိအသင်းကြီးရဲ့ဘက်ကအလွတ်နဲ့လက်မလွတ်အောင်ကြိုတင်ပြင်ဆင်ရမှာ အလွတ်နဲ့ခေါ်တဲ့အသင်းကိုကျွန်တော်တို့အပြစ်တင်ရမှာမဟုတ်ဘူး။နော်ကိုတင်းကအလွတ်နဲ့လက်လွတ်လျရတဲ့အချိန်ဒီမျိုးမှာကိုကိုကိုအပြန်ပြစ်အပြစ်တင်ရမှာဗျာ။ခရစ်စတယ်ဘဲလေးဆိုလို့ချင်းအခုတနှစ်တတန်းကျွန်တော်တို့ကျန်တော့တယ်။လာမယ့်ညမှာအလွတ်နဲ့ကျွန်တော်တို့နဲ့ဂေဟီကထွက်ခွာရတော့မယ်။ဒီနေရာမှာရီယယ်မက်ထရစ်တို့လီဗာပူးတင်းတို့ကဘိုင်ယန်မြူနစ်တို့အပြိုင်လူချင်းပြီးတော့ရီယယ်မက်ထရစ်ကတော့ဦးစားပေးဖြစ်ပါတော့ကျွန်တော်တို့ကရေပန်းစားလာတယ်။ဆိုတော့ဂေဟီကိုဘယ်တင်းကရောက်အောင်ခေါ်သွားနိုင်မယ်လို့ညီကတို့ထင်ကြတယ်။ဆွေးနွေးကြပါဦး။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။